ကျမစီကိုဟိုနေ့ကလာဆွေးနွေးတဲ့အမျိုးသမီးကြီးတယောက်ကြောင့်ပြောပြခြင်းလို့အဲ့ဒီမျိုးသမီးက60ကန်နေပြီသူမှမြီးတွေလည်းရှိတယ်တမီလည်းရှိတယ်သူကလိုင်းမောင်ဝါနေတွေ့တယ်အိမ်တော်တဲ့မျိုးသားတယောက်နဲ့ဖြစ်သွားတယ်အဲ့ဒီအိမ်တော်တဲ့မျိုးသားမှလည်းခလေးရှိတယ်သူကလိုင်းမောင်မှာတွေ့တာချစ်တုံမြင်အားမရအောင်အပြင်မှာတွေ့တယ်ဟိုတယ်မှာတွေ့တယ်ဟိုတယ်မှာတွေ့တော့တစ်ဖက်ကအိမ်တော်တဲ့မျိုးသားကဒီအမျိုးသမီးကြီးဒီအမျိုးသမီးကြီးစီကနေပတ်စံနေချီးတယ် တစ်ခါနှစ်ခါလောက်တယ်ကြီးလဲဆိုတော့ကြာတော့မျိုးသမီးကြီးကလည်းပတ်စံနေရှိပတ်စံရှိတယ်ပေါ့နော်ပတ်စံရှိတာမိုင်းနေဆိုတော့200 300အဲ့လောက်ဒီချီးတယ်လက်ခံတယ်သူကချီးပေးတယ်အစဉ်ပြေနေတဲ့အချိန်မှာချီးပေးတယ်နောက်ပိုင်းတဖြည်းဖြည်းတစ်ခါကအမျိုးသားရဲ့မိန်းမတိသွားတိသွားတော့ကြာတော့အဲ့ဒီအမျိုးသမီးကြီးကိုလာတောင်းပန်တယ်မလောက်ပါနဲ့တော့ပတ်စံတွေလည်းဆက်ပါမယ်မလုပ်ပါနဲ့တော့ရှေ့ဆက်မတို့ပါနဲ့တော့ဆိုတော့အဲ့ဒီတစ်ဖက်က အမျိုးသမီးကြီးကအဲ့ဒီကောင်မလေးကို ကောင်းကောင်းမွန်မွန်ပြောမလွတ်ဘူးကောင်းကောင်းမွန်မပြောဘူးကောင်းကောင်းမွန်မပြောဘဲနဲ့နေမျိုးသားနေနိုင်အောင်ထိန်လို့အဲ့အတမီကြီးကတစ်ဖက်ကအမျိုးသမီးကိုပြောရအောင်နော်နေမျိုးသားနေနိုင်အောင်ထိန်လို့သူကိုယ်တိုင်လည်းအိမ်တော်ရှိတယ်သူကိုယ်တိုင်လည်းမိတယ်ရှိရတဲ့နဲ့နော်တစ်ဖက်ကအမျိုးသမီးကခဏခဏတောင်းမှန်တယ်တောင်းမှန်တယ်တဖြည်းဖြည်းနဲ့ပြခွာ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 လာပြီခွာ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 လာတော့ကြတော့ပတ်စံတော့ဆက်ပါမယ်ဒါပေမဲ့မပတ်သက်တော့ဘူးလို့ပြောတဲ့အချိန်မှာ အမျိုးသမီးကအဲ့ဒီမျိုးသမီးကဝါတဲ့လိမ့်လည်းမှုနဲ့တရားဆွဲချင်တာတဲ့သူပေးတော့ကပေးလိုက်တယ်နော်သူအန်းတော့ကအန်းလိုက်တယ်အန်းတော့ကအန်းလိုက်တယ်အန်းတော့ကအန်းနဲ့အပြင် သူ့ကိုတဲ့တစ်ဖက်ကကောင်လေးရဲ့မျိုးသမီးကတိတ်ခါကြအောင်နေလုံနေရဲ့တဲ့တိတ်ခါကြအောင်လိုက်မမှာမစစ်မစင်းနေတင်းနေရဲ့တဲ့အဲ့ဒီအတွက်တဲ့ရှင့်နေငါးချင်တာတဲ့ဟုတ်ကဲ့လို့အန်ဒီတို့ကျမကလိုက်မပေးနိုင်ဘူးလို့ ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းသူ့အိမ်တော်ကြီးကကောင်းတယ်နော်သူ့အိမ်တော်ကြီးကောင်းနေတယ်တည်မြဲနေတယ်မိင်းနဲ့တမိင်းနဲ့ဒီလိုအခြေအနေဖြစ်နေတာတော့မှတစ်ဖက်ကအမျိုးသမီးကိုတွားပြီးတော့နိုင်ချင်းချင်းတဲ့သဘောပေါ့နော်ဆ iam ားတဲ့အဲ့ဒီမျိုးသမီးကလည်းအိမ်တော်ကြီးမထိန်သိမ့်တတ်ဘူးတဲ့သူကသူအိမ်တော်ကြီးမထိန်သိမ့်တတ်တာလေသူ့အိမ်တော်ကြီးသူမထိန်သိမ့်တတ်တာလေသူ့အိမ်တော်ကြီးမထိန်သိမ့်တတ်တာနဲ့ပဲသူကဝင်ပြီးထိန်သိမ့်ပေးခြင်းနေရလားမသိဘူးပေါ့နော်